စတေမာလာ28ရက်နေ့မှာစန်ဂျိန်တင်မြင့်တက်ခဲ့တဲ့ရွှေဈေးနှုန်းတွေဟာပုံမှန်ဈေးနှုန်းဘက်ကိုတဖြည်းဖြည်းကျဆင်းနေပါဗျ။ကြော်စီရသတင်းပေးပို့ထားပါဗျာခင်ဗျာ။မနေ့ကမနေ့ပိုင်းမှာအခောက်ရွှေတစ်ချက်သားကိုငွေကျပ်9သိန်းနီးပါးအထိစန်ဂျိန်တင်မြင့်တက်ခဲ့ပြီးညနေပိုင်းမှာတော့နည်းငယ်ပြန်လည်ကျဆင်းခဲ့ပါဗျာ။ပြည်တွင်းရွှေဈေးနှုန်းတွေကလက်ရှိအခြေအနေမှာတော့အမြင့်ပိုင်းမှာရပ်တည်နေတဲ့ဆိုပေမဲ့ဒီဈေးနှုန်းထက်ပိုပြီးမြင့်တက်မဲ့အခြေအနေမရှိဘူးလို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းကပြောပါတယ်။အရင်နှန်းတစ်ခုဒါတော့အသက်တကျော်ပြီးသွားပါပြီ ရှေ့လာမယ်ကြောတော့အကြကြောပဲဖြစ်ဖို့များပါတယ်ဒေါ်လာဈေးဒါဆက်လက်ပြီးတော့တည်ငြိမ်နဲ့ကြာဆင်းသွားမယ်ဆိုရင်တော့ရွှေဈေးကမြင့်တက်ဖွယ်မရှိတော့ဘူးလို့ကိုလေးအတွေ့အကြုံကသုံးသပ်လို့ရပါရန်ကုန်မြို့တွင်ကရွှေဆိုင်တွေမှာ၃လဝင်းကျင်လောက်ရွှေရောင်းဝယ်အေးဆက်နေရာကဂူရက်ပိုင်းမှာအရောင်းဝယ်ပြန်ဖြစ်လာတယ်လို့ဥထုံရွှေဆိုင်ပတ်ရှင်လည်းဖြစ်မန္တလေးငယ်ရွှေလုံငန်းရှင်များအသင်းအတွင်းမှဦးကျော်ဝင်းကပြောပါတယ်။ဒါပေမဲ့ကမ္ဘာရွှေဈေးကတော့ထပ်တက်ဖို့လာလာတယ်။နည်းနည်းလေးညော့နေတော့ ဖြစ်မယ်ဆိုတော့ကိုသိန်းဖြစ်ချင်တဲ့ဖြစ်မယ်နည်းနည်းအချိန်တော့ယူရအောင်အချိန်နဲ့ကတော့ပုံမှန်လေးအကြောင်းပဲရှိပါတယ်ရွှေဝယ်ယူစုဆောင်မဲ့ဆိုရင်တော့ဒီဇင်ဘာလလောက်မှဝယ်ယူရင်အကောင်းဆုံးခြေနေပါလို့ရွှေဈေးကွက်ကျွမ်းကျင်သူတွေကသုံးသပ်ပါတယ်။ဒီအတန်းတော့တော်တော်မြင့်နေပါပြီ။တကယ်တော့ဝယ်ယူစုဆောင်မဲ့ဆိုရှေ့လာမဲ့တလုံးငုံနှောင်းကာလရောက်တဲ့ရောက်နေပါပြီ။ငုံနှောင်းကာလကျော်ပြီးတော့ပွင့်လင်းရာသီ ကျွန်တော်နိုဝင်ဘာလကုန်ဒီဇင်ဘာလဆန်းလောက်မှာဝယ်ယူစုဆောင်းမယ်ဆိုရင်ပို့ပြီးတော့ဟိုဈေးသက်သာမယ်လို့ဟိုကျွန်တော်အတွေ့အကြုံကကျွန်တော်ဒီ message ပေးခြင်းမယ်စတေမလာ28ရက်နေ့မနက်ပိုင်းမှာတော့ပြည်တွင်းရွှေဈေးကွက်ထဲမှာခောက်ရွှေတစ်ကျပ်သောငွေကျပ်83,400ပေါက်ဈေးရှိနေပြီး15ပဲရွှေဈေးနှုန်းကတော့83,000ဝန်းကျင်ပေါက်ဈေးရှိနေပါတယ်ကျွန်တော်ကတော့ကြော်စီရပါ